ဒီ project နဲ့သာဆိုရင် AI ရဲ့အမှားတွေကိုစိတ်ပူစရာမလိုတော့ဘူး။အခုခေတ်မှာ ChatGPT တို့ Gemini တို့လိုမျိုး AI တွေကိုဒူတိုင်းနှိပါသုံးနေကြရဲဆိုပေမဲ့သူတို့ကအမြဲတမ်းတရားရပိုင်တော့မှန်နေရတော့မဟုတ်ဘူး။တခါတလေမှာမဟုတ်တာကအဟုတ်လို့ပြီးရော confidence ရှိရှိရှိတတ်ကြရဲ။အဲ့ဒါကို AI လောကမှာ hallucination လို့ခေါ်ရပါတော့။ဒီပြဿနာကတတိယအချက်လက်တွေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက်ဆိုလို့ရှိရင် အရှမ်းအန်ဒီညားပါရဲ။ အခုတော့အဲ့ဒီပြဿနာကြီးကိုခေရှင်းပေးဖို့အတွက် Mira ဆိုတဲ့ project အသစ်တစ်ခုထွက်လာပါတယ်။ Binance ကနေပြီးတော့လည်းဒီ project ရဲ့ token တွေကို airdrop ချပေးခဲ့ပါတယ်။ဆိုတော့ဒီနေ့ video မှာတော့ဒီ project ရဲ့အကြောင်း Binance မှာဘယ်လိုမျိုး airdrop ရခဲ့လဲနဲ့ဒီ project ကအနာဂတ်မှာအလားအလာကောင်းလာဆိုတာတွေကိုဆွေးနွေးချင်ပါတယ်။ဆိုတော့ပထမအောင်ဆုံးအနေနဲ့ Mira project ဆိုတာကဘာလဲဆိုတာနဲ့စားလိုက်တာပေါ့။ Mira ဆိုတာက AI2 အတွက်အမားစစ်တဲ့ network တစ်ခုပါ။ AI တစ်ခုကအဖြစ်တစ်ခု ထုတ်ပေးလိုက်တဲ့ဆိုပါဆို မိရကအဲ့ဒီအဖြစ်ကို အချက်လက်အသေးလေးတွေအဖြစ်ခွဲလိုက်ပြီးတော့အဲ့ဒီအချက်လေးတွေကို network ထဲမှာရှိတဲ့ AI verifier တွေစီကို အများကြီးပို့ပေးလိုက်ပါတယ်။အဲ့ဒီ verifier တွေကဒီအချက်ကတော့မှန်တယ်ဟိုးချက်ကတော့မှားတယ်ဆိုပြီးတော့သဘောတူညီမှုနဲ့ vote ပေးကြပါတယ်။အများစုကမှန်တယ်လို့ထောက်ခံတဲ့အချက်လက်တွေကိုပဲ verify ဆိုပြီးတော့အတိအမှတ်ပြုပေးပါတယ်။ဒီနေ့နဲ့ AI တွေရဲ့အမှားတွေ hallucination တွေကိုဖယ်ထုတ်ပြီးတော့ယုံကြည်စိတ်ချရတဲ့အဖြေတွေကိုပဲပေးနိုင်တော့မှာပါ အဓိကကတော့ဒီမီယာက decentralized ဖြစ်ပြီးတော့ဘသူတဦးတယောက်ကမှချုပ်ပိုင်ထားတာမရှိဘဲနဲ့လူအများရဲ့သဘောတူညီမှုနဲ့ AI အဖြစ်တွေကိုပို့ပြီးတော့ယုံကြည်အောင်လုပ်ပေးရစနစ်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီ project ရဲ့ native token ဖြစ်တဲ့ mia token တွေကိုဘယ်နေရာမှာသုံးလို့ရလဲဆိုရင် ai အဖြစ်တစ်ခုကိုစစ်ဆေးစီခြင်းတဲ့ customer တွေ user တွေက mia token နဲ့ fee space ချေလို့ရတယ် အဲ့ဒီ face တွေကို network ထဲမှာ AI အဖြစ်တွေကိုမှန်မှန်ကန်ကန်ဆက်စည်ပေးတဲ့ verifier တွေက reward အနေနဲ့တင်ရကြပါတယ်။ verify လုပ်ခြင်းတဲ့သူတိုင်းကယူယူသက်သက်လောက်ကင်ပါမယ်ဆိုပြီးတော့အမခန့်သဘောမျိုးနဲ့ mere token အရေးအတွက်တစ်ခုကို stake လုပ်ထားရပါတယ်။တကယ်လို့လိမ့်လေတာမမှန်မကန်တာတွေလောက်တာမျိုးရှိရင် to stake ထားတဲ့ mere token တွေအခက်ခံရမှာဖြစ်ပါတယ်။ပြောရရင် mere token ကဒီ AI အမဆက်တဲ့ဝန်ဆောင်မှုကိုပေးချေဖို့ယူသားရဲ့ purifier တွေကိုစုပေးဖို့နဲ့နောက်ဘက်ရဲ့လုံခြုံရေးအတွက်အဓိကသုံးတဲ့ token ဖြစ်ပါတယ်။ token ရဲ့ခွဲဝေပုံ tokenomics ကတော့ပထမဦးဆုံးစုစုပေါင်းအရေအတွက် total supply က1 billion ရှိပါတယ်။စုစုပေါင်းရဲ့2%ကိုတော့ Binance holder airdrop မှာချပေးခဲ့ပါတယ်။ Binance မှာစပြီးတော့ list လုပ်တဲ့အခါမှာ Mia token မောက်193တန်းလောက်ဈေးကွက်ထဲမှာရှိနေမှာဖြစ်ပါတယ်။ Mia network ကိုတိုးတက်ဖို့ developer တွေကိုထောက်ပံ့ဖို့ Berg နာရှိတွေတိစောက်ဖို့လိုမျိုး project ရဲ့ရရှိဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ecosystem phone ကို35%တော့မယ် network ထဲမှာအဖြေတွေကိုစစ်ဆေးပေးတဲ့ verifier တွေကို reward ပေးဖို့နဲ့ mere token ကို stake လုပ်ထားတဲ့သူတွေကိုအကျိုးအမြတ်ပြန်ပေးဖို့20%ကိုတော့မမယ်ဒါမှ network လုံးချုံပြီးတော့ကောင်းကောင်းလေပတ်နိုင်မှာဖြစ်ပါတယ် project ကိုတည်ထောင်ဖန်တီးခဲ့ သူတွေအကြံပေးတဲ့သူတွေဖြစ်တဲ့ Team နဲ့ Advisor တွေအတွက်ကတော့15ရာခိုင်နှုန်းလောက်ကိုသုံးပါတယ်။ဒီဒုက္ခတွေက list လုပ်ပြီးတော့3လလောက်ကြာမှပဲဈေးကွက်တွေကိုအပိုင်းလိုက်ထုတ်ပေးမှဖြစ်ပါတယ်။ project အစောပိုင်းကာလမှာရှင်းနှီးမြှုပ်နှံခဲ့တဲ့သူတွေဖြစ်တဲ့ private investor တွေအတွက်ကတော့15ရာခိုင်နှုန်းမှာ3ရဲ့ token တွေကလည်း chem tree လိုပဲအချိန်အပိုင်းခြားနဲ့တစ်ခေတ်ချင်းချင်းဈေးရရှိမှာဖြစ်ပါတယ်။ ။ Binance မှာ list မလုပ်ခင်မှာ public sale အနေနဲ့အများပြည်သူကို5%ရောင်းချပေးမှာဖြစ်ပါတယ်။ project ကိုလူသိများလာအောင်ကြွညာဖို့ community အတွက် event တွေ campaign တွေလုပ်ဖို့လိုမျိုး marketing နဲ့ community အတွက်ကတော့5%ကိုထပ်ပြီးတော့သုံးပါတယ်။ Binance တို့ exchange တွေမှာစပြီးတော့အယောင်းဝင်လုပ်ချက်အခါမှာဒုလကူကူဝယ်နိုင်ရောင်းနိုင်အောင် liquidity အဖြစ်3%ကိုထည့်ပြီးတော့လုပ်ထားပါဗျ။ ဆိုတော့နောက်ထပ်တစ်ခုအနေနဲ့ဒီ project ရဲ့ဒုက္ခနဲ့ကို Binance ကလည်းဘယ်လိုမျိုး airdrop ပြခဲ့တာလဲဆိုတော့ကိုပြောပြပါမယ်။ အဲ့တော့ရဖို့အတွက်ကိုမ BMI ကနေရှိရဆိုလို့ရှိရင် Binance ရဲ့ Sambat An ဒါမှမဟုတ် Unchanged Product တွေမှာ September 20ရက်နေ့ကနေ September 22ရက်နေ့အထွန်းကိုထည့်ထားဖို့လိုအပ်ပါတယ်။ဒီရက်တွေအတွင်းမှာ BMI ကနေကိုထည့်ထားရဆိုလို့ရှိရင်တော့ Airdrop တော့ကို Elizabeth ဖြစ်ပြီးတော့ Token တွေကိုရောက်ခဲ့မှာဖြစ်ပါတယ်။ဒီတစ်ခေါက် Airdrop ကိုလွတ်သွားရဆိုလို့ရှိရင်တော့နောက်ထပ်နောက်ထပ် Airdrop တွေကိုမလွတ်သွားဖို့အတွက် BMI ကနေရှိရဆိုလို့ရှိရင် Binance Sambat An နဲ့မှထည့်ထားဖို့အကြံပေးချင်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဒီ မီယာ project ကတကယ်ရောအနာဂတ်မှာအလားအလာ ကောင်းရည်သားဆိုတာကိုဆွေးနွေးချင်ပါတယ်။ဘေး project မှာတရားရရင်တော့အောင်မြင်မယ်လို့အာမမခံနိုင်ဘူးဆိုပေမဲ့မီယာမှာကတော့အားသာချက်တွေအများကြီးကိုတွေ့နေရပါတယ်။ပရမတ်တချက်ကတော့ EIN ရဲ့အမားတွေကလက်ရှိဤပညာလောကရဲ့တက်တနာအကြီးကြီးတစ်ခုပါ။ မိယာရဲ့ခေရှင်းလေးကလက်တွင်ကြပြီးတော့အသုံးဝင်တဲ့လို့ပြောလို့ရပါတယ်။အခုလို AI အဖြေတွေကိုစစ်ဆေးပေးနိုင်တာကဂျမ်းမာရေး၊ဗန္နာရေး၊ဥပဒေလိုမျိုးအရေးကြီးတဲ့နယ်ပယ်တွေမှာအရှမ်းသူအမှာပါ။ မိယာက io.net လို့မျိုးနာမည်ကြီး decentralized tpu network တင်တဲ့ letter ထားပါတယ်။ဒါကြောင့်သူတို့ရဲ့ AI စစ်စစ်မှုတွေကိုနည်းမြန်ဆက်ဆံတဲ့ဈေးတက်တက်တောက်တာလုပ်နိုင်မှာပါ။ဒီလို partner ကောင်းနေရှိတာက project ရဲ့အောင်မြင်နိုင်ခြင်းကိုပြင့်တင်ပေးတယ်လို့ပြောလို့ရရပေါ့နော်။နောက်တစ်ခုကတော့မိယာရဲ့ task net marketing က user ပေါင်းသိန်းနဲ့ချီရှိနေပြီးတော့နေ့စဉ်စစ်စစ်မှုတွေကလည်းနှစ်သိန်းကျော်လုပ်နေတယ်လို့ပြောပါရယ်။ဒါက project ကိုလူတွေတကယ်စိတ်ဝင်စားပြီးတော့အသုံးပြုနေကြတယ်ဆိုတဲ့သက်သေပါပဲ။ Binance ရဲ့ Holder Airdrop Program အတွက်ကိုရွေးချယ်ခံရပြီးတော့ Binance မှာ list ဖြစ်လာတယ်ဆိုတာကလည်းဒီ project ကအတိုင်းအတာတစ်ခုအထိစက်ဆေးမှုတွေကိုကြော်ဖြတ်ပြသဖြစ်လို့အကောင့်မြင့်စရာအချက်တစ်ခုလို့ယူဆလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ project ကနေပညာအသစ်ဈေးကွက် update ဖြစ်တာကြောင့်စိန်ခေါ်မှုတွေကတော့ရှိနိုင်ပါတယ် crypto project တွေရဲ့သဘောတဘာဝအရာဈေးနှုန်းအတက်အကျကတော့ချမ်းနိုင်ပါတယ် ောက်ဆုံးအနေနဲ့ကတော့မီရာဆိုတာကလက်တွေ့ကြတဲ့ပြဿနာတစ်ခုကိုဖြေရှင်းနေပြီးတော့ဒီပညာပိုင်းနဲ့ partnership ပိုင်းမှာအားကောင်းတဲ့ Binance လို့ exchange တွေကအတိအမှတ်ဖြူထားတဲ့ project တစ်ခုဖြစ်တာကြောင့်ရရှိမှာအလားအလာအများကြီးရှိတဲ့ project တစ်ခုလို့သုံးသပ်လို့ရပါတယ်။ စောင့်ကြည့်တဲ့ project ကောင်တစ်ခုပါပဲ။ Order Edge အကြောင်းနဲ့ Blue Moon လောက်ရမလဲဆိုတော့ကိုအသေးစိတ်သိချင်တဲ့ဆိုလို့ရှိရင်တော့ Crypto Maker Passive Income with Crypto ဆိုတဲ့ playlist ထဲမှာသွားပြီးကြည့်လို့ရပါတယ်။တကယ်ရင်များကိုမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် trading fees ကို20% discount ရမယ်အပြင် Crypto Maker နဲ့ပြောလို့ပြီးရတဲ့ main နေရာ reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ Crypto Maker referral code သုံးပြီးတော့အကောင့်ဝင်လာလို့ရပါတယ်။ ခရစ်တိုမိတ်ဆခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်အသိန်း100ကျော်ဖို့အထီကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုပ်ပုံထားတဲ့ user တွေဆိုလို့ရှိရင်ယရှိမှာပါအကျိုးမြင်ရမယ်ဆိုတာကိုအားမခံပါတယ် အကယ်၍များကောအတီကုတ်ကိုတောင်းပြီးရအကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှင်မှာကိုပူပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆောက်လို့ရတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတောင်းဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တောင်းတာကပူပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့တင်လောက်ပါပဲ crypto မိတ်ပါနောက် video မှာပြန်တွေ့ရဖို့